မင်္ဂလာပါခင်ဗျာရေကုန်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အာဂျင်တီးနားတရားရုံးကနေအချက်ဖတ်မင်းအွန်လိုင်းကိုအလို့ရှိနေတဲ့ဖန်ဝရန်ကိုနိုင်ငံတကာရဲတပ်ဖွဲ့ Interpol C ပေးပို့ထားပြီးဖြစ်တယ်လို့ BRO UK အဖွဲ့ရဲ့ဦးထွန်းကင်ကပြောထားပြီးထိုင်းနိုင်ငံမှာပြုလုပ်နေတဲ့ Binstead နိုင်ငံတွေအနေနဲ့အာဂျင်တီးနားတရားရုံးကနေအချက်ဖတ်မင်းအွန်လိုင်းကိုအလို့ရှိနေတဲ့ဖန်ဝရန်ကိုလေးစားလိုက်နာပေးဖို့ကိုပါတိုက်တွန်းထားတယ်ဆိုပါတယ်။မန္တလေးတိုင်းပြည်ပွဲမြို့ကကမ္ဘောဇာဘဏ်ပြိုကျမှုမှာဘဏ်တာဝန်ခံတွေက စစ်တပ်ကိုခေါ်ပြီးပိတ်မိနေတဲ့သူတွေကိုကယ်ထုတ်တာမျိုးမလုပ်ဘဲပတ်စံတွေကိုတာဦးစားပေးထုတ်ယူခဲ့တဲ့အတွက်လူသေးဆုံးမှုတွေများပြားခဲ့တယ်လို့မျက်နာသူမိသားစုဝင်တွေကပြောထားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြောပါစို့တင်ဆက်ပေးခြင်းသတင်းကတော့အာဂျင်တီးနားတရားရုံးကနေအကြမ်းဖက်မဲအွန်လိုင်းကိုအလို့ရှိနေတဲ့ဖောင်ရန်ကိုနိုင်ငံတကာရဲတပ်ဖွဲ့ Interpol C ပေးပို့ထားပြီးဖြစ်တယ်လို့ BRO UK အဖွဲ့ရဲ့ဦးထုံးခင်ကပြောထားပြီး တိုင်းနိုင်ငံမှာပြုလုပ်နေတဲ့ Binston နိုင်ငံတွေအနေနဲ့ main online ကိုအလို့ရှိနေတဲ့ power run ကိုလေးစားလိုက်နာပေးဖို့ကိုပါတိုက်တွန်းထားတယ်လို့ဥထုံကင်ကရန်ကုန်ခေတ်ကိုပြောထားပါတယ်မြန်မာနိုင်ငံမှာရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့စစ်ရာဇဝတ်မှုတွေကျူးလွန်ထားတဲ့အကြမ်းဖက်မဲ့အွန်လိုင်းကိုဖမ်းဆီးပေးဖို့အတွက်အာဂျင်တီးနားတရားရုံးကနေထုတ်ထားတဲ့ power run ကိုဧပြီလတရနေ့ကပဲအာဂျင်တီးနားတရားရုံးကနေနိုင်ငံတကာရဲတပ်ဖွဲ့ Interpol C ကိုပေးပို့ထားပြီးဖြစ်တယ်လို့ BRO UK အဖွဲ့ရဲ့ဥထုံကင်ကပြောထားပါတယ်အဲ့ဒီအတွက် ိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မင်းအွန်လိုင်းကိုတွေ့ရှိပါကဖန်စီပေးပြီးအာဂျင်တီးနားတရားရုံးစီလွှဲပြောင်းပေးဖို့မြစ်တာရက်ခံထားတယ်လို့လည်းသိရပါတယ်။လက်တလုံးမှာတော့အကြမ်းဖက်မင်းအွန်လိုင်းဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုတ်လုတဲ့ဘင်းစတက်အစည်းအဝေးကိုတက်ဖို့ရောက်ရှိနေတာဖြစ်တဲ့အတွက်ဘင်းစတက်နိုင်ငံတွေအနေနဲ့အာဂျင်တီးနားတရားရုံးကနေအကြမ်းဖက်မင်းအွန်လိုင်းကိုအလို့ရှိနေတဲ့ power run ကိုလေးစားလိုက်နာပေးဖို့ကိုပါ BRO UK အဖွဲ့ရဲ့ဦးထွန်းခင်ကတိုက်တွန်းထားတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့ ထိုင်းနိုင်ငံရောက်နေတဲ့မင်းအောင်လိုင်ကိုနိုင်ငံတကာရဲတပ်ဖွဲ့ Interpol အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ထိုင်းရဲတပ်ဖွဲ့ကတော့ဖမ်းဆီးပေးမယ့်အခြေအနေမရှိပါဘူးလို့လဲထိုင်းရောက်မြန်မာတို့ကပြောထားပြီးလက်ရှိထိုင်းနိုင်ငံမှာတပ်စင်ရဲ့တမိကထိုင်းဝင်ကြီးချုပ်ဖြစ်တဲ့အတွက်အဲ့ဒီတပ်စင်ဆိုတာကမြန်မာနိုင်ငံရဲ့အာဏာရှင်တွေနဲ့နှီးစပ်တဲ့သူဖြစ်တဲ့အတွက်အခုလိုမင်းအောင်လိုင်ကို Interpol ကဖမ်းပေးပါလို့ပြောလဲထိုင်းရဲတွေကဖမ်းပေးမှာမဟုတ်ဘူးလို့ထိုင်းရောက်မြန်မာတို့ကတုံ့သက်ပြောဆိုထားပါသေးတယ်ခင်ဗျတဖက်မှာတော့ မြန်မာနိုင်ငံမှာလှုပ်ခတ်သွားတဲ့ကြီးမားတဲ့ငလင်တန်းကြောင့်မန္တလေးတိုင်းပြောပွဲမြို့ကကမ္ဘောဇာဘန်ပြိုချမှုမှာဘန်တာဝင်းကန်ဒရီကစစ်တပ်ကိုခေါ်ပြီးပိတ်မိနေတဲ့သူတွေကိုကယ်ထုတ်တာမျိုးမလုပ်ဘဲပတ်စံတွေကိုသာဦးစားပေးထုတ်ယူခဲ့တဲ့အတွက်လူသေးဆုံးမှုတွေများပြားခဲ့တယ်လို့နစ်နာသူမိသားစုဝင်တို့နဲ့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့မန္တလေးတိုင်းမှာကြီးမားတဲ့ငလင်လှုပ်ခတ်သွားတဲ့အချိန်မန္တလေးတိုင်းပြောပွဲမြို့က၅တက်ဆောင်ကမ္ဘောဇာဘန်မှာပြိုချသွားပြီးဘန်ရဲ့၃တက်ကမြေကြီးအောက်ကိုကျုံဝင်သွားတယ်ဆိုပါတယ်။ ဲ့ဒီလိုပြောပွဲကမ်ဘောဇားဘန်ပြူချမှုအတွင်ဘန်ဝင်တဲ့၁၂ဦးနဲ့ဘန်မာငွေလာထုတ်တဲ့ပြည်သူအယောက်30ကျော်ပါပိတ်မိတဲ့အထယ်ပါသွားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အဲ့ဒီလိုပြောပွဲကမ်ဘောဇားဘန်ပြူချပြီးတဲ့နောက်ဘန်တာဝန်ကဒေါ်တင်းတင်းယူနဲ့လက်ထောက်တာဝန်ကဒေါ်ယူယူခင်ဆိုသူတို့ဟာလွတ်မြောက်ခဲ့ပြီမဲ့သူတို့ကအချမ်းပတ်စကောင်စီတက်ကိုခေါ်ပြီးဘန်ထဲမှာရှိတဲ့ပတ်စံတွေကိုသာဦးစားပေးထုတ်ယူခဲ့တဲ့အတွက်လူသေးဆုံးမှုတွေများပြားခဲ့တယ်လို့နေနာသူမိသားစုဝင်တချို့နဲ့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်။ အဲ့ဒီနောက်ဗန်ထဲမှာပိတ်မိနေတဲ့သူတွေကိုကယ်တင်ဖို့အတွက်ဒေသခံပြည်သူတွေကတနအီကိုငွေကျပ်သိန်း30နဲ့ငှားရမ်းထားတဲ့မြေတူးဇက်တွေနဲ့အတူဝင်ရောက်ကယ်ထုတ်မယ်လို့တောင်းဆိုပြန်တော့လေအဲ့ဒီဗန်တာဝန်ခံတွေကခွင့်မပြုခဲ့ဘူးလို့သိရတယ်လို့ တစ်ဖက်ကအောင်ပန်းနဲ့မိထီလာကနေလာတဲ့ကဲဇယ်ရေးသမားတွေကိုလည်းစေကောင်းစီတက်ကမောင်းထုတ်ခဲ့ပြန်တယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်နောက်ရက်တွေရောက်တော့မှစင်မူနိုင်ငံငါကဲဇေးအဖွဲ့တချို့နဲ့မိသက်အဖွဲ့တွေရောက်လာပြီးစစ်ဆေးကြည့်လိုက်တော့ပိတ်မိနေတဲ့သူတွေတေဆုံးရတာဟာအချိန်မီကဲဇေးမှုမလုံနိုင်တဲ့အတွက်အစာငတ်ရေငတ်အောက်ဆီဂျင်ပြတ်တာတွေအပြင်ရထားတဲ့ဒဏ်ရာတွေကနေသွေးထွက်လွန်ပြီးတေဆုံးကုန်ကြတာဖြစ်တယ်ဆိုပြီးတော့ပါစင်ကာပူကဲဇေးအဖွဲ့တွေကပြောပြသွားတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ တစ်ဖက်မှာလေမန္တလေးမြို့မှာငလင်တန်းကျောင်းအချမ်းဖက်စစ်ကောင်စီရဲ့အမှတ်နှစ်စစ်တပ် pre-war ကစစ်ရုံမှာပြိုကျပျက်စီးထားပြီးစစ်ရုံလုံးတော်မှာ၃ဦးသေဆုံးထားတဲ့အပြင်နောက်ထပ်၉ဦးကဒဏ်ရာရရထားပြီမဲ့စစ်ကောင်စီကသူ့ရဲ့စစ်ရုံဝန်ထမ်းတွေကိုဒီအတိုင်းပစ်ထားတဲ့အတွက်ကုကဲသူမဲ့နေတယ်လို့အဲ့ဒီစစ်ရုံဝန်ထမ်းတရင်ရင့်မြစ်ကရန်ကုန်ခေတ်တစ်ကိုအတိအပြေပြောဆိုလာပါတယ်ဒါကတော့မန္တလေးမြို့မှာကြီးမားတဲ့ငလင်လှုပ်ခတ်သွားတဲ့အချိန်အဲ့ဒီအချမ်းဖက်စစ်ကောင်စီရဲ့အမှတ်နှစ်စစ်တပ် pre-war ကစစ်ရုံမှာပြိုကျပျက်စီးတဲ့အထက်ပါသွားတယ်ဆိုပါတယ် အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့ pre-war ကစက်ယုံပြိုချမှုတဲ့စက်သမဦးအေးဇော်ပစ္စည်းထိန်လုတာဦးမြင့်နိုင်ငယ်စက်ယုံလုတာစုစုပေါင်း၃ဦးတေဆုံးထားပြီးနောက်ထပ်ဝန်ထမ်း၉ဦးလည်းဒဏ်ရာတွေရထားပေမဲ့စစ်ကောင်စီကသူ့ရဲ့စက်ယုံဝန်ထမ်းတွေကိုဒီအတိုင်းပစ်ထားသလိုတစ်ဖက်မှာလည်းအဲ့ဒီစက်ယုံရဲ့ဝန်ထမ်းအင်အားတွေပါပြိုချပျက်စီးထားတဲ့အတွက်လက်ရှိအဲ့ဒီစစ်ကောင်စီရဲ့စစ်တပ် pre-war ကစက်ယုံဝန်ထမ်းတွေဟာကူကယ်သူမဲ့နေပြီးဒုက္ခတွေရောက်နေကြတယ်လို့အဲ့ဒီစက်ယုံဝန်ထမ်းတရင်ရင့်မြစ်ကရန်ကုန်ခေတ်တက်ကိုအတိပေးပြောဆိုလာပါတယ်။ လက်ရှိအဲ့ဒီအကြံဖက်စကောင်စီရဲ့အမှတ်နဲ့စစ်တပ်ပြည်ဘောကဆက်ယုံအတွင်းငလင်ဒန်တင့်ဝင်တန်းမိသားစုတွေဟာရေပြက်မိပြက်အပြင်အစာတောက်ပါစားစရာမရှိဘဲခက်ခဲကြက်တဲနေကြတယ်လို့အဲ့ဒီဆက်ယုံဝင်တန်းတရင်ရင်မြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းမှာငလင်ဒန်ကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်အကြံဖက်စကောင်စီတပ်ကမန္တလေးတိုင်းညအုံမြို့နယ်အတွင်းစစ်ကြောင်းထုတ်ဝင်ရောက်နေပြီးပြည်သူတွေရဲ့နေအိမ်တွေကိုပါမိရှို့ဖျက်ဆီးပြီးတော့အဖို့တန်ပစ္စည်းတွေကိုလည်းလူရက်နေတဲ့အတွက် ပြည်သူတွေဟာထွက်ပြေးတင်းရှောင်နေရတယ်လို့ပကံညောင်ဦးပကပတပ်ဖွဲ့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့လက်ရှိတော်လန်ဤတပ်တွေကငလင်တန်တဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ရစ်တွေလုပ်လို့ရအောင်ဆိုပြီးယာယီအပြစ်ရက်ပေးထားပြီမယ်။အကြံဖက်စစ်ကောင်စီကတော့ဧပြီလ3ရက်နေ့ဖြစ်တဲ့မနေ့ကတည်းမန္တလေးတိုင်းညောင်ဦးမြို့နယ်ကမိလောင်ဖျားနယ်ကြောက်ပြင်းကန်ခြေရွာတွေကိုဝင်ရောက်စီးနင်းနေပြီးနေအိမ်တွေကိုပါမိရှုဖျက်ဆီးနေတဲ့အပြင်ခြေရွာတွေတဲကတန်ဖိုးရှိတဲ့ပြည်သူပိုင်းပစ္စည်းတွေကိုပါခိုးယူလူရက်နေကြတယ်ဆိုပါတယ်။ တစ်ဖက်မှာလေအဲ့ဒီစစ်ကောင်စီတပ်သားတွေဟာပကံညောင်ဦးတောင်ဘက်မြေတန့်တောင်ကျေးရွာနက်ပလင်နဲ့ကန့်ကာကြအိုကျေးရွာတွင်ပါပါတက်ဆွဲထားတဲ့အတွက်ပြည်သူပေါင်းများစွာလဲဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပကံညောင်ဦးပကပတပ်ဖွဲ့ကပြောထားပါတယ်လက်ရှိမှာတော့ငလင်နန်းကျောင်းမန္တလေးတိုင်းမှာပါပြည်သူတွေဒုက္ခပေါင်းများစွာကြုံတွေ့နေရတဲ့အခြေစစ်ကောင်စီကကုညီကဲဆဲရစ်တွေထိထိရောက်ရောက်မလုပ်နိုင်ပဲတစ်ဖက်မှာတော့ငလင်ဒန်ခန်းဇာထရရတဲ့မန္တလေးတိုင်းညောင်ဦးမြို့နယ်ဘက်တွေမှာတွားပြီးတော့ ဂျင်ရွာတွေကိုစစ်ကြောင်းထိုးတာတွေနေအိမ်တွေကိုမိရှုဖျက်ဆီးတာတွေလုပ်နေကြတာဖြစ်တယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာတဖက်မှာတော့မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီကတော့ရန်ကုန်ဘကိုးနယ်မကွေးတိုင်းဘက်တွေမှာသူတို့ရဲ့စစ်မှုထမ်းအပစင်စနစ်အတွက်လူငယ်တွေကိုဖမ်းဆီးတာတွေစင့်ခေါ်တာတွေဇက်တိုက်ဆိုသလိုလုပ်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိမှာလည်း ရန်ကုန်မြို့ကဒဂုံမြို့တိအရှိပိုင်းမြို့နယ်မှာဆိုရင်အမှတ်ရှိရက်ကွက်ကအုတ်ချုံရည်မူလာသိမင်္ဂလာတောင်ညွတ်မြို့နယ်ကုဒိုစိတ်ရက်ကွက်ကချက်ဖို့ပါတီဝင်ခန့်ခိုင်ဆန်းနဲ့မင်းကုံမြို့နယ်သုံးရက်ကွက်အုတ်ချုံရည်မူအဖွဲ့တွေဟာသဆိုင်ရာရက်ကွက်ဒီမှာရှိတဲ့စစ်မှုထမ်းအပစင်စက်နှစ်အတွက်လူငယ်တွေကိုဖမ်းဆီးဓာတ်တွေစိတ်ခေါ်ဓာတ်တွေငွေညှင့်တောင်းရန်ဓာတ်တွေဇက်တိုက်လုပ်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အလားတူ AR တိုင်းအင်္ဂဘူးမြို့နယ်တတဦးချေရွာမှာဆိုလဲဆဲအိမ်မှုအောင်မြင့်ဥဆိုတဲ့သူကလူငယ်တွေကိုစစ်မှုထမ်းဖို့တတသက်လိုက်စုနေုံနဲ့မကား တက်ကြီးပိုင်းတွေကိုပါလုံခြုံရေးအဖွဲ့တွေဖွဲ့စည်းဖို့မဲနိုင်ခိုင်းနေပြန်တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။တစ်ဖက်ကမကွေးတိုင်းမှာဆိုရင်လေဧပြီလ3ရက်နေ့ဖြစ်တဲ့မနေ့ကပဲစလင်းမြို့ပေါ်မြို့မှာဈေးအနီးမှာဈေးရောက်နေတဲ့လူငယ်9ဦးကိုအချက်ဖက်စစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးတော့ပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။တစ်ဖက်မှာတော့လက်ရှိငလင်တန်းကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့အတွက်တခြားနိုင်ငံတကာကကုညီကယ်ဆယ်ရေးအဖွဲ့တွေကပါလာရောက်ပြီးတော့ကယ်ဆယ်ရေးတွေကိုဝိုင်းဝန်းလှုပ်ဆောင်ပေးနေပြီမြေ အင်ရှင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာတော့အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာဂူကြီးကဲဆဲရစ်တွေကိုထိထိရောက်ရောက်မလုပ်နိုင်ပဲသူတို့စစ်တပ်အတွက်အခုလိုစစ်သားတစ်စူဆောင်းဓာတ်တွေကိုသာအဆက်မပြတ်လုပ်နေကြတယ်လို့လည်းသိရပါပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ